ရွှေကုန်းကုန်မြေအတွင်းရှင်းလင်းမှုတွေကြောင့် online လိမ်လည်မှုနဲ့လောင်းကစားမှုတွေကျွလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်နေတဲ့တရုတ်နိုင်ငံသား65ဦးအပါအဝင်နိုင်ငံ20ကပြည်ပနိုင်ငံသားစုစုပေါင်း156ဦးကိုနိုဝင်ဘာ23ရက်ကထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံအပေါင်းဝင်အင်းကြီးနိုင်ငံတချို့ကိုတဆင့်ကန်ဖျက်ဆီးပြီးရွှေကုတ်ကိုနေမြေအတွင်းမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်ကစားမှုတွေကျွလွန်ခဲ့ပြီးထွက်ပြေးတင်းဆောင်ပုံအောင်နေထိုင်လျက်ရှိတဲ့တရုတ်နိုင်ငံသား65ဦးဗီယက်နမ်နိုင်ငံသား10ဦးမလေးရှားနိုင်ငံသား2ဦးကင်ညာနိုင်ငံသား73ဦးအီသီယိုးပီးယားနိုင်ငံသား4ဦးအင်ဒိုနီးရှားနိုင်ငံသား6ဦးယူကန်ဒါနိုင်ငံသား6ဦးနေပေါ်နိုင်ငံသား1ဦးအိန္ဒိယနိုင်ငံသား20ဇင်ဘာဝေနိုင်ငံသား1ဦးဖိလစ်ပိုင်နိုင်ငံသား9ဦးရဝမ်ဒါနိုင်ငံသား2ဦး နိုင်ဂျီးရီးယားနိုင်ငံသား3ဦး၊ထိုင်းနိုင်ငံသား9ဦး၊ကာဇက်စတန်နိုင်ငံသား2ဦး၊ဥဇ်ဘက်ကစ္စတန်နိုင်ငံသား2ဦး၊ဘီနင်နိုင်ငံသား2ဦး၊ဘွန်ယွန်ဒီနိုင်ငံသား8ဦး၊တိုဂိုနိုင်ငံသား2ဦး၊စင်ကာပူနိုင်ငံသား2ဦး၊စုစုပေါင်း156ဦးတို့ကိုနိုဝင်ဘာ23ရက်ကထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ရွှေကုတ်ကိုနေမြေအတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေအရာ နိုဝင်ဘာ18ရက်ကနေနိုဝင်ဘာ23ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1946ဦးနဲ့အွန်လိုင်းလင်လင်လောင်းကစားမှုကျွလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2893လုံး၊မိုဘိုင်းဖုန်း2950လုံး၊ Starlink ဘန်100လုံး၊ router 20လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းနဲ့ဖော်ထုတ်ရှင်လင်းနာတွေဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။